မြမာလေးတို့ဖတ်ဖို့မြမာလေးတို့အောက်တန်းကျရဲ့ယောက်ျားကမြမာလေးတို့ရဲ့ခန္ဓာတောက်ချောင်းပေါ်ကရင်းတွေတင်းတွေကိုကြည့်ပြီးမြမာလေးတို့ရဲ့အချစ်ကိုစင်လားမစင်လားဆုံးဖြတ်လို့ရမြမာလေးတို့ယောက်ျားပိသားရဲ့ယောက်ျားကတော့မြမာလေးတို့ခန္ဓာကိုယ်တည်းမြမာလေးဟာမိမပိသားလားမပိသားလားမြမာလေးဟာမိခင်စိတ်ရှိလားမရှိလားဆိုတာကိုကြည့်ပြီးမြမာလေးတို့ကိုရွေးချယ်လက်ထပ်လိုက်မယ်တကယ်ချစ်ရင်အကိတ်တွေ MCD တွေနဲ့အလုံးဝင်တော့ပါဘူးမြမာလေးမြမာလေးတို့ မိကြရဲ့ယောက်ျားကမိမာလေးနဲ့ချစ်တူကြီးစားဖြစ်တာနဲ့မိမာလေးရဲ့ခန္ဓာကိုယ်ကိုမရရတဲ့အနေနဲ့ဖျားယောင်းတွဲဆောင်တင်းတင်းနေမိမိမာလေးတို့ယောက်ျားပြီးသားတဲ့ယောက်ျားကတော့မိမာလေးခန္ဓာကိုယ်ကိုဝါမျိုးခွင့်ရဖို့ထက်မိမာလေးရဲ့တန်ဖိုးကိုမကြအောင်လူကိုယ်တိုင်ဆောင်ဆောင်ပေးနေမိမိမာတရားရဲ့တန်ဖိုးဆိုတာသူ့ရဲ့ကိုယ်စုပ်ခွင့်ထားတဲ့ယောက်ျားပေါ်မှာမူတည်နေတဲ့မိမာလေးမိမာလေးတို့ကျောင်းရဲ့ယောက်ျားကမိမာလေးနဲ့တရားဝင်ချစ်တူဖြစ်ပြီဆိုတာနဲ့ ်ညီမလေးရဲ့ background ကိုကြည့်ပြီးညီမလေးစီကနေရတဲ့လောက်ကိုပိုင်းလုံးလုပ်ဖို့ကြိုးစားပါလိမ့်မယ်ညီမလေးတို့ယောက်ျားပြီးသားရဲ့ယောက်ျားကတော့ညီမလေးဟာသူ့ဘဝတည်းကိုဝင်လာပြီးဆိုတာနဲ့ညီမလေးရဲ့အနာဂတ်အတွက်သူ့ကိုယ်ကိုဘဝအာမခံချက်ရှိအောင်ကြိုးစားပြလိမ့်မယ်ဘယ်တော့ပဲချစ်ချစ်ဘဝအာမခံချက်လေးတော့ရှိအောင်လုပ်ထားရတယ်ချစ်တဲ့ပြောပြီးမကြိုးစားပဲဘဝအာမခံခြင်းမရှိရင်အဲ့အချက်ကလက်ကားပဲညီမလေးညီမလေးတို့ တာဝန်ယူတတ်တဲ့ယောက်ျားကညီမလေးစီကချစ်တယ်ဆိုတဲ့စကားကိုကြားပြီးဆိုတာနဲ့အဲ့ဒီစကားကိုကုထုံးလို့ပြီးညီမလေးစီကနေစစ်လေးကိုမရရအောင်တောင်းပြနေမိညီမလေးတို့တာဝန်ယူတတ်တဲ့ယောက်ျားကောင်းကတော့ညီမလေးမှားခဲ့တဲ့အတိတ်ကိုပါအေးဖုံးကားချပြီးညီမလေးရဲ့လက်ကိုတက်တက်ရှိရှိကန်ဆွဲတာဒါငါချစ်တယ်ပါဒါငါဘွားရဲ့အနာဂတ်လူတမီလောင်းပါဆိုပြီးတလောကလုံးချအောင်ဖြည်းဖြည်းပြလိမ့်မယ် ရှစ်ဆိုတာအင်တာနက်ချပြီးတဲ့အခါနိုင်ငံကြီးကွမ်းနောက်တော့အတုံးဝင်တော့မြန်မာလေးမြန်မာလေးတို့အချစ်သက်တဲ့ယောက်ျားကမြန်မာလေးစီကလူလူချင်းတာကိုရယူပြီးတဲ့နောက်မှာမြန်မာလေးပါဖြစ်ဖြစ်လက်မကြီးဖြစ်တော့ပဲမြန်မာလေးအနာကနေမြန်မာလေးရေမင်းကိုဇုံကန်ထွက်သွားလိမ့်မယ်မြန်မာလေးတို့အချစ်နဲ့ခင်ယောက်ျားကတော့မြန်မာလေးရဲ့အနာကတော့မြန်မာလေးပါဖြစ်ဖြစ်တပွားမှမခွာဘဲတောက်တဲ့လူတွေကနေလိမ့်မယ်မချစ်သက်တဲ့ယောက်ျားအနာမှာတွေ့ကနေနေ ကိုယ့်ရဲ့အနာဂတ်တွေမှာအလကားတဲ့ဆောရှုံးရတဲ့ညီမလေးညီမလေးတို့ယောက်ျားကောင်းလားယောက်ျားဆိုးလားယောက်ျားမိသားလားယောက်ျားမိသားလားဆိုတာတွေကိုအဝေးကြီးကိုလိုက်ကြည့်စရာမလိုဘူးတိတိကျကျတွေလို့ပြီးမှတ်ချက်ပေးနေစရာမလိုဘူးဒီအချက်လေးတွေနဲ့ဒိန်းတာစီုံနဲ့ပြိနိုင်ပါလေညီမလေးညီမလေးတို့ကတကယ်လှပပါစေလို့ကျွန်မချီးရတော့ညီမလေးများအတွက်ဆုတောင်းပေးပါတယ်ဆုံးဖြတ်နှားစဉ်ကြည့်ရှုအပီကကြတော့ဆက်ချက်တွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။မူရင်းရတာပေါ်ပြပေးထားသူကိုလည်းခရက်တည်ပေးပါတယ်။အားလုံးပေးရသဖြင့်ခင်ဝင်ပြီးကျမ်းမာကြပါစေ။